တမှုပကဖရဲဘော်ဆယ်ယောက်အသက်ခံရတဲ့ကိစ္စကိုစုံစမ်းအရေးယူပေးဖို့အိန္ဒိယအစိုးရကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်။တမှုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဒီပကဖရဲဘော်ဆယ်ယောက်ဟာယာယီစခန်းရွှေ့ပြောင်းတာကိုသတင်းတွေကြိုပြီးတော့ပြောထားတဲ့ဂျားကနေပဲဖမ်းဆီးပြီးတော့တပ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ NUG ကဆိုပါတယ်။နေဆက်မှာရှိတဲ့ဒီတော်လန်ရေးတပ်ဖွဲ့ဝင်ဆယ်ယောက်ဟာအိန္ဒိယမှာနှိပ်စက်တပ်ဖြတ်ခံခဲ့ရတယ်လို့ မူးခရိုင်ပါအဖာအဖွဲ့တာဝန်ရှိသူကသတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။အိန္ဒိယအစိုးရအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးပေးဖို့နဲ့အပြစ်ပေးအရေးယူဖြေရှင်းပေးဖို့အတွက် NUG ရဲ့နိုင်ငံသားရင်းဝင်ကြီးဌာနကမနေ့ကထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။အိန္ဒိယဘက်ကလာတဲ့ဒီသတင်းဌာနတွေရဲ့အဆိုအရကတော့မေလ14ရက်နေ့မှာချက်နှုံးခရိုင်မှာ Arthur Rifle တက်နဲ့မြန်မာဘက်ကလက်နက်ကင်အဖွဲ့တို့အကြမ်းမှာဒီပြစ်ခတ်မှုဖြစ်ပြီးတော့တိုက်စုံ ုံးမှုတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။ဒီဖြစ်ခတ်မှုထဲမှာတော့မြန်မာဘက်ကလက်နက်ကင်တပ်ဖွဲ့ဝင်10ယောက်တေဆုံးခဲ့တယ်ဆိုပြီးတော့ဒီအိန္ဒိယစစ်တပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခဲ့ပါတယ်။